တင်ကမနဲ့စာစားနေတုံအိပ်ပြုံနေတုံဒါမှမဟုတ်ကိုချစ်သူကိုဖတ်ထားတုံမှာပဲရုပ်တရက်အချိန်တွေရက်တန့်ပြီးကြောက်ရုပ်ဖြစ်သွားမယ်ဆိုရင်ခမားတို့ယုံနိုင်မလားတာဟာတန်တာကြီးပုံပြင်တပုတ်မဟုတ်ခဲ့ပါဘူးကပ္ပသမိန်မကြော့เสียအကောင်းဆုံးပုံပေမျိုးရဲ့ဖြစ်ရမှန်စတန်တပုတ်ပါလွန်ခဲ့တဲ့နှစ်ပေါင်း2000လောက်တုန်းကဣတရီနိုင်ငံရဲ့ပုံပေမျိုးဟာယောမခေရဲ့အစီကားဆုံးနဲ့အချမ်းသာဆုံးမြို့ကြီးတစ်မြို့ဖြစ်ခဲ့ပါတယ် လူတွေကပျော်ချင်စွာနေကြတယ်ပုံမှန်ဈေးရောင်းနေကြတယ်မနေ့ပြန်လာမယ့်အနာဂတ်အတွက်အိမ်မက်တွေမက်နေကြပါတယ်သူတို့ရဲ့မြို့ဘေးကပင်ဆာဗီးယားလို့ခေါ်တဲ့မိတောင်ကြီးပေါက်ကွဲတော့မယ်ဆိုတာကိုဘယ်သူမှကြိုတင်တိမထားမိကြပါဘူးနေ့တနေ့ရဲ့နေ့လေတနာကြီးလောက်မှာအဖြစ်ပြက်ကစတင်ခဲ့ပါတယ်မိတောင်ကြီးပေါက်ကွဲသွားတဲ့အခါကောင်းကင်တစ်ခုလုံးမင်းမှောင်သွားခဲ့ပါတယ်ဒါပေမဲ့သူတို့အားလုံးကိုတတ်လိုက်တာမိတောင်ချော်ရင်လာပါရီမဟုတ်ခဲ့ပါဘူး ဖိုင်လိုဂလတ်စတစ်ဖလိုလို့ခေါ်တဲ့အပူချိန်900ဒီဂရီကျော်တဲ့အဆိုင်ငွေ့ပြပူတွေဟာတနာယီကုန်မိန်400လုံးနဲ့ပုံပင်မြို့ကြီးဘော့ကတလဟောစီးဆင်းလာခဲ့ပါတယ်။အပူချိန်ဟာဘလော့ထိပြင်းတယ်လဲဆိုရင်လူတွေဟာထွက်ပြေးဖို့အချိန်တော်မရလိုက်ပါဘူး။သူတို့အားလုံးချူချိတ်လိုက်တဲ့လေပူကြောင့်အုံနှောက်တွေဟာစုပ်ပွက်ပြီးချက်ချင်းစုတလို့တည်ဆုံသွားကြပါတယ်။ပြပူတွေကသူတို့ရဲ့ခန္ဓာကိုယ်ကိုလိမ့်လုံးကြီးလို့ဖုံးလွှမ်းသွားခဲ့ပြီးလူတွေအားလုံးထွက်ပြေးနေတဲ့အနေအထားအတိုင်းအချင်းလက်လက်ကြောက်ရွံ့ပြီးဖြစ်ကုန်ကြပါတယ်။ မိခင်ကကလေးကိုဖတ်ထားတဲ့ပုံစံတွေခွေတကောင်ကဂျိုးကြားကယုံကန့်နေတဲ့ပုံတွေအတိုင်းအလုံးအေးခဲသွားခဲကြရပါတယ်နှစ်ပေါင်း1500တော့အကြမ်းမှဒီမျိုးပြက်ကြီးကိုပြန်တွေးခဲ့ရတာပါသူဖော့တဲ့သူတွေကပြားတွေချမ်းမလူပုံစံအကောင့်ပွန်ကြီးတွေတွေးလို့အင်္ဂလိပ်လောင်းထည့်ကြီးလိုက်တဲ့အခါမှာတော့အခုမြင်တွေ့နေရတဲ့လူပုံစံကြောက်ရွံ့တွေပေါ်လာတာပါသူတို့ရဲ့မျက်နှာပေါ်မှာကြောက်လန့်မှုတွေနှာကျင်မှုတွေကဒီနေ့ထက်ထိအထင်သာမြင်နေရတော့မှာပဲ ်ပုံပင်မျိုးကကျွန်တော်တို့ကိုသင်ခန်းစာတစ်ခုပေးနေပါတယ်လူအသက်ဆိုတာမိတောင်ဝါကဖျောင်းသိမ့်လို့ပါပဲတဘာဝတရားကြီးမျက်ဆောင်ထိုးလိုက်ရင်အရာအလုံးပြောက်ကွယ်သွားနိုင်တယ်ဆိုတာပါပဲမိတ်ဆွေတို့ရောတဘာဝတရားရဲ့စီရင်မှုဆိုတာကိုယုံကြည်ပါသလားလိတ်လေးပေးခဲ့ပြီး follow တောက်ခဲ့ပါဦးအဟုတ်တုဒ်တွေရချင်ရင် share တော့ဖို့မမေ့နဲ့ပါဦး